ဆရာကတော့ခွစိတ်ဒုက္ခဆရာဝန်ကြီးပေါမောက်ခဒေါက်တာအိမ်မွန်ဖြစ်ပါတယ်ဒီနေ့ဆရာပြောမယ့်အကြောင်းအရာကတော့နော်ဆရာ knowledge sharing ပါလေဆေဝင်းချိုခြင်းနဲ့ပတ်သက်ပြီးတော့သိသိနိုင်တဲ့အချက်လေးတွေကိုဆရာ share လုပ်ပေးမှာဖြစ်ပါတယ်အဝင်းချုပ်တာဘာကြောင့်ဖြစ်လဲလို့မိမိဆိုရင်ဆရာတို့ကဝင်းချုပ်တဲ့အကြောင်းကိုနည်းနည်းလေးဆရာတို့ကဟို classify ပါလေဟိုအစုခွဲပြောပြောပို့ကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့သူမှာ2ချက်2ပိုင်းရှိတယ်နံပါတ်1ပိုင်းကတော့ရုတ်တရက်ဝင်းချုပ်တာပါလေလူတွေရောအကောင်းကြီးကနေပြီးတော့ဒီတရက်တွေကဝင်းတာချုပ်သွားတယ်ချက်ချင်းချုပ်သွားတယ်เนาะဆရာတို့ခေါ်လုံးဝเนาะအပြည့်ဝင်းချုပ်တယ်ဆိုရင်ဝင်းလဲချုပ်ဝင်းလဲမသွားဘူးလေလဲမလဲဘူးပါလေအဲ့ဒါကြတော့ဆရာတို့က acute domain လို့ခေါ်တယ်ရုတ်တရက် byte out တာတွေຫນွယ်ပြီးတော့ခွဲရဆက်ရတယ်များတာပါလေเนาะအတပိုင်းဒုတိယပိုင်းကဒီနေ့ဆရာပြောမှာပိုင်းဒုတိယပိုင်းပေါ့အဓိကတော့ဒီ chronic constipation ပြောရမှာပေါ့နာတာရှင်ဝင်းချုပ်နေတာပါเนาะအချိန်များကြာသွားအကျင့်လိုလိုဖြစ်နေပြီးတော့ နာတာရှည်ဝင်းချုပ်တဲ့အကြောင်းအဓိကဆရာပြောခြင်းပါတယ်နော်အဲ့တော့နာတာရှည်ဝင်းချုပ်တဲ့အကြောင်းမှလည်းပြောမယ်ဆိုတော့နှစ်ပိုင်းရှိပြန်ဆိုတာပရောတစ်ပိုင်းကတော့ဆရာတို့ကဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းအရာတွေနော်ယောဂဆောင်နေမှုတွေကိုရှိပြီးတော့သိပြီးတော့ဖြစ်တဲ့ဝင်းချုပ်တာပါလေဥပမာပြမယ်ဆိုရင်တော့ဘာဆရာတို့ thyroid gland အာနေတာတို့စီးကျိုးတို့ဒါမျိုးပေါ့လေနာတာရှည်ဖြစ်တာအကြောင်းသိတာ secondary လို့ခေါ်တာပေါ့နော် chronic ပေါ့လေဒါပေမဲ့တကယ်အများစုလူတွေမှာအများစုဖြစ်နေတာ public ထဲမှာကြတော့ နောက်တရှိဝှချုပ်တာပဲအကျင့်လုံးဖြစ်နေပြီเนาะချို့ဆိုနှင်းနဲ့ချိန်နေပြီဘာအကြောင်းမှလည်းတရားရှာလို့မတွေ့ဘူးအဲ့အမျိုးပေါ့အဲ့ဒါဆရာတို့ခေါ်တာ primary constipation ပေါ့လေအဲ့ဒါဆရာတို့နိုင်ငံမှာနေမကောက်တကဘာလုံးမှာအရင်အဖြစ်များနေတယ်တကယ်ဟိုကျန်းမာရေးပြဿနာယူဖြစ်တာပေါ့လေဘာကြောင့်အဲ့လိုဖြစ်လဲဆိုတာကြတော့လေခုန secondary လို့တိကျသွားပြောလို့မရဘူးဘာဖြစ်လဲဆိုတာ multifactory ပေါ့အချက်ပေါင်းများစွာဆက်ဆက်မှုရှိနေတယ်เนาะဘယ်တစ်ချက်တည်းကိုသွားပြစ်တယ်လို့မရဘူးအဲ့ဒီအချက်တွေများစွာတည်းက ဥပမာပြောရမယ်ဆိုရင်ဟိုရေတောက်နေတယ်သဘောကနော်သူတို့ပြောလို့မရတဲ့ fiber diet တွေမစားဘူးနော်အသားတွေအစားများတယ် process food တွေပေါ့လေတော့ကျွန်တော်တို့ဆရာတို့ဒီအလွယ်တကူစားလို့ရဟာလေးတွေနော်ဒါတွေစားနေတယ်ဒါမျိုးတွေနောက်ပြီးတော့ဆရာတို့ဘာခေါ်မလဲဟို exercise တွေမလုပ်ဘူးအထိုင်များတယ်ဒါမျိုးပေါ့ဝင်သွားတဲ့ပုံစံမကြဘူးအချိန်မပေးနိုင်ဘူးဆွက်စီများတယ်တောကများတယ်ဒါမျိုးတွေပေါ့လေအဲ့ဒီအကြောင်းအချက်တွေများတာပေါင်းစုပ်ပြီးတော့မှဖြည်း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 နဲ့သူကဒီက constipation ဆိုးဆိုးလာတာပေါ့เนาะအဲ့ဒါကိုဆရာတို့က chronic constipation နာတာရှည်เนาะဝင်းချုပ်ရောဂါလို့ဖြစ်သွားတာပေါ့လေเนาะအဲ့ဒီအကြောင်းကတော့အဓိက main ပေါ့လေတရှိပြဿနာဖြစ်နေတာသဘောတော့လေအဲဘာကြောင့်ဝင်းချုပ်တာဖြစ်သလဲဆိုတော့အဓိကတော့ခုနပြောတဲ့ mother photo ရဲ့အချက်များစွာကြောင့်ဖြစ်တယ်လို့ပဲဆရာပြောရမှာပေါ့ဒီသဘောเนาะအဝိချုပ်တယ်ဆိုတော့အချက်ကလည်းတတ်မှတ်ချက်ကလည်းဆရာတို့ကဒီ သူ့ရဲ့နေရာဌာနနဲ့နော်သူ့ရဲ့လူမျိုးတွေနဲ့သူ့ရဲ့အခြားယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ကွာခြားမှုရှိတယ်တဘောတော့လေဥပမာပြောရမယ်ဆိုရင်ဆရာတို့ဒီ western country တွေမှာဆိုရင်နှစ်ရက်လောက်ဝင်သွားရင်ဘာမှမဖြစ်ဘူးသူကသုံးရက်လောက်တစ်ခါသွားရင်သူကသာသူပုံမှန်တယ်ဆရာတို့ပုံမှန်နိုင်ငံမှာတော့ရှေ့အစဉ်ဆက်အတိုင်းပြောမယ်ဆိုရင်တော့တစ်ရက်တစ်ခါလောက်မသွားရင်တော့ဝင်ချုပ်ယူလို့ခံစားကျင်တယ်တဘောတချို့လူကြီးတွေဆိုရင်ဝင်ချုပ်တယ်ဘောတော့เนาะဒါပေမဲ့ international အတိုင်းပြောပြီးတော့ဆရာအနေနဲ့ ဒီဘာမနိုင်ငံရဲ့လက်ရှိစက်တင်နဲ့ပြောရမယ်ဆိုရင်တော့ဘယ်ခါဝင်းချုပ်တတ်မှတ်တင်လဲဆိုရင်တော့အကြမ်းမြင့်ရတော့တိုးရဲမှာတစ်ခါမသွားရင်တော့လေတေချာဘဝင်းချုပ်သွားပြီပေါ့တော့ကလေနော်ဒါကအချိန်နဲ့ပြောတာသို့တော်လေးအချိန်တကူလည်းမဟုတ်ဘူးသူကတိုးရဲတစ်ခါမဟုတ်တရက်တစ်ခါပဲသွားတယ်ထားအောင်သွားတယ်ဝင်းရမာတယ်ဝင်းချစ်တယ်ဝင်းချုပ်တစ်ခါမှဝင်းသွားတစ်ခါမှတားညှင့်နေရအားထည့်နေရတယ်ချွေးချိတော်ပြန်တယ်နော်ဝင်းသွားပြီးစိုးဝါအောက်နေတယ်ဝင်းသွားပြီးတစ်ခါမှစိုးထဲမှာတင့်နေတယ်စို့နေတယ် ဝင်းသွားလို့ဝါတယ်လို့ခံစားရပေါ့ဒီလိုချက်မျိုးတွေပေါ့အဲ့ဒီချက်မျိုးတွေနဲ့တဘောက not only ဒီဆရာတို့ပါလဲဒီဝင်းသွားအချိန်နဲ့မဟုတ်ဘူးဝင်းသွားတဲ့ပုံစံနဲ့ဝင်းအနေထားနဲ့ပေါ့နော်အဲ့ဒီရတော့ဘို့လို့ဆိုတာမျိုးလေပေါင်းဆက်ပြီးတော့မှဆရာတို့ကဝင်းချုပ်တယ်လို့တတ်မှတ်မှာပေါ့တဘောတရားပေါ့နော်အဲ့တော့တယောက်တယောက်နဲ့ကွာတော့ကွာတယ်ဒါပေမဲ့သူ့ရဲ့ normal အနေထားကနေပြောင်းသွားပြီဆိုရင်အဲ့ဘက်ရောက်သွားပြီဆိုတော့ဆရာတို့ကဒါဝင်းချုပ်တယ်ပေါ့တဘောအကြမ်းမြင်ရတာနော်ဟုတ်ပါ တစ်ချက်ကတော့ဆရာကုန်းကပရမနံပါတ်1မှာဖြေခဲ့သလိုပဲအခြေခံအချက်ကတော့ရေမြမတော့နော်ရေမြမတော့ပေါ့ဒါမှဝင်ဝင်အောင်နော်မခဲအောင်မပြူအောင်နော်အဲ့တော့ a lot of water ပေါ့ရေအများကြီးတော့ပဲတပေါ်တော့ခရီးပြေဆရာတို့ tropical country တွေဒီနွေရာသီတွေပူရရာတွေမျိုးဆိုရင်ရေတက်ကနေခန်းချောက်တက်တယ်အရေမြမတော့နှစ်ချက်နော်စားတော့စားတဲ့ခါမှာဆရာတို့က fiber diet တွေမြမစားပေါ့နော် fiber diet စားမယ် fiber powder တွေစားမယ်အာရှနိုင်ငံသားတွေက western နဲ့ပတ်သက်မှုစားရင်ဝင်းသိမ့်မချုပ်ဘူးဆိုတော့ ိုက်ရိုက်က fiber ပါနေတော့အသီးနှံတွေများတယ်နော် fiber တွေများတယ်ပဲတွေများတယ်သဘောပါနော်ရေမျိုးတောက်တယ် soup တွေတောက်တယ်ဟင်းချိုတွေတောက်တယ်အဲ့မှာအချင်းနေငန်းတွေပါတယ်ဆိုတော့သူကသူ balance ဖြစ်နေနောက်ပိုင်း western night diet တွေများလာတယ်ခုနပြောလို့နော်ပေါ့မှုတွေစားတယ်မှုတွေစားတယ်ဘာဂါတွေဂျုံတွေစားတယ်အဲ့မှာနည်းနည်းလေးသူကဆရာတော် fiber ကနည်းသွားတာဝင်းချုပ်တာလည်းပါတယ်သူကနောက်တစ်ခုကတော့ဒီနည်းနည်းလေးလှုပ်ရှားမှုရှိပြရမယ် နည်းနည်းအထိုင်များတယ်ဒါမှမဟုတ် sedentary work တွေကပိုပြီးတော့ဝင်းချုပ်တယ်ဆိုတော့အထိုင်ပဲရုံးလို့ပဲလုပ်နေတယ်ကွေတာပန်းနေနေတယ်နည်းနည်းလေးလှုပ်ရှားမှုရှိရမယ်ဖြစ်နိုင်ရင် exercise ပေါ့ exercise လုပ်ရမယ်နော်အနည်းဆုံးတစ်ပတ်ကိုသုံးညလောက်လုပ်နော်နိုင်ဘောလားလမ်းလျှောက်မယ်လှုပ်ရှားမှုရှိမယ် exercise လုပ်မယ်ဆိုရင်လည်းဒီ blood flow ကကောင်းမယ် blood flow ကောင်းဆိုတော့ not only that ဒီလက်တွေခြေတွေမကောက်ဘူးနော်ပိုက်ထဲမှာရှိ viscera တွေဥမာဥမာတွေသွေးသွားလာကောင်းမယ်ဆိုရင်သူတို့ရဲ့လှုပ်တယ်ပိုလှုပ်နိုင်တာပေါ့လေနော်အဲ့ဒါလည်းအရေးကြီးတဲ့ချက်ပေါ့ exercise လုပ်ရမယ်မှန်မှန်လုပ်ရမယ်နော်အဲ့တော့ဒီဘက်ခေတ်လူတွေမှာကျလူတွေက အလုတ်တော့ကတွေနဲ့ဆွက်စီများပြီးတော့မနေ့ကဘုန်းကြီးဆိုအလုတ်သွားမယ်ဟိုကားပြင်အောင်ဆေးရမယ်ကားမောင်းရမယ်အချိန်ကြီးတွက်ပြီးတော့ကားကြရင်ဝင်သွားချင်ဆိုဝင်အောက်ပလိုက်ရတဲ့ဘောပါလေအဲ့လိုမျိုးတွေမဖြစ်အောင်ဝင်သွားမယ်အချိန်လေးကိုတည်တံ့လေးပေးရမယ်နော်တည်တံ့ပေးရမြေဒီချိန်မှာဆိုကြပါစို့မနေ့ဘုန်းကြီးဆိုရင်ကော်ဖီလေးတောက်မယ်ရေလေးတောက်မယ်ပြီးဝင်သွားတဲ့အချိန်လေးပြောင်းလုပ်ထားပေးရမယ်တောက်တဲ့အချိန်လေးပေးရမယ် maybe 5မိနစ်ပေါ့နော်ဒါဝင်ပြီး10မိနစ်ပေါ့အချိန်လေးပေးရမယ်နော်ပြီးတော့ဝင်သွားတဲ့ခါမှာလည်းဦးကပြောလို့နော် အစိုးရတွေကပြောဆောက်ဒီမှာရှိပါတယ်နော် online တွေမှာလည်းရှိပါဝင်သွားတာ time မစနစ်တကျရှိရမယ်သဘောပါနော်သူကသူဟုတ်ပြီနော်အဲ့တော့နောက်ကဆိုရင်ဝင်သွားတဲ့ခါမှာဟိုတကယ်ဝင်သွားတော့အအောင်ဆိုင်မှာပေါ့သဘောပါလေအလုပ်တစ်ခုလုပ်ပေါ့လေဘိုးဘွေဝင်သွားပြီးအထဲရောက်ပြီးတော့ဒေသဖတ်နေမှာဂျာနယ်ဖတ်နေဖုန်းပို့နေမှာဆိုရင်အောင်ကဒီဘက်ရောက်နေကိုကဝင်သွားအလုပ်ကိုကအုံနောက်ကမလုပ်တော့သဘောအဲ့မှာအချိန်နေကြာသွားပြီးတော့အကျင့်ပါတော့နော်အဲ့ဒါဖြည်းဖြည်းဖြည်းနဲ့ဒီကဝင်းချုပ်တဲ့ခုနပြောနောက်တိုင်းရင်ဝင်းချုပ်တာတရေတရွှေ့လာတာမဟုတ်ဘူးဖြည်းဖြည်းနဲ့အကျင့်နေပြီနော်သူအုံနောက်ဆက်ဆက်နေတော့ဒီ ဥမာကြီးတွေဒီစိုးရိုးနဲ့ဒီအောင်ကျုံးနဲ့ဥမာနဲ့ဆက်ဆက်နေတော့အုံနောက်ကနေပြီးတော့ဒါကိုသူကဝင်သွားမှတော့မသိတော့ဖြစ်သွားတဲ့ဘောတော့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအောင်ဆိုင်ပြီးတော့အချိန်လေးပေးပြီးတော့ဝင်သွားတဲ့နေထိုင်ပုံစံလေးပြောင်းလိုက်မယ်ဆိုရင်လည်းသူကဒါတို့တော့ကောင်းပါတယ် lifetime မှာအဲ့ဒါပါတော့လေနော်ဘရုတ်ခဆိုရင် like ကားပေါ့လေတရက်ဘီကနော်ဒါလေးမြမတော့လို့ပါလေဝှချုပ်ဆိုတော့တည်တယ်သူကအဲ့ဒါပြောတယ်သူကနော်အဲ့ဒါမှလည်းနေတော့ထိရမှာပေါ့လေအဲ့ဒီအချက်တွေ lifestyle နေနေပြောင်းလိုက်မယ်ဆိုရင်တော့သူကနေနေဒီဝှချုပ်တာကိုနေနေလေးဆရာတို့ အဆင်ပြေမယ်ဆိုတာထင်ပါတယ်တကယ်အတိုးအများဆုံးနဲ့အန္တရာယ်ကင်းဆုံးပြောပါဆိုတော့ရေရှည်အတွက်ကပေါင်းကောင်းဆုံးကတော့ဆရာတို့ကတော့ဒီ osmotic acid လို့ခေါ်တာပေါ့လေနော်အဲ့ဒါကြတော့ဥတွေကနေပြီးတော့အိတ်ဆေးတောက်လိုက်မယ်ဆိုရင်ဥတွေကနေပြီးတော့အရေးတွေစုပ်မယ်အဲ့ osmosis နဲ့ပေါ့နော်အရေးတွေလည်းစုပ်ပြီးတော့အဝင်းပို့သွားသေးတာပေါ့နော်ဒီမှာဆရာတို့ကဆိုရင်လက်ကျူလို့ဆိုအခြေခံတဲ့ဆေးမျိုးတွေပေါ့နော်ဒါမျိုးတွေတော်တော်များများသုံးကြပါတယ် เนาะနောက်ဘန်ဂလားဒေ့ရှ်အောင်အခြေခံတဲ့ဈေးမျိုးတွေဓာတ်မျိုးတွေပေါ့နော်ဥထဲမှာအော်စမန်တွေများပြီးတော့အရေကိုစွတ်ပြီးတော့ဝင်းကိုပြော့စေတာပေါ့နော်ဖိုင်ဘာဆပ်လီမန့်လည်းကောင်းတာပဲနော်ခုနစတီမူလန့်လည်းကောင်းတာပဲနော်ဒါပေမဲ့ပရမတ်နှစ်ခုကနည်းနည်းလေးသူ့အတူချွတ်တီထားမှနေရှိတာပေါ့ဥမာအောက်ကချုပ်နေပြီခဲနေပြီမသွားနိုင်တော့ပိုက်ရဖိုင်ဘာထပ်ပြီးတော့ပေးလိုက်ထက်ခဲပူပူရှုပ်မယ်ပိုက်ရပူဖောင်းလာမယ်သဘောကနော်ပူပိတ်လာမယ်တဘောတရားเนาะနောက်စတီမူလန့်ဟာမျိုးကြတာဥမာကြီးကရောင်ရမ်းနေတယ်ဆိုရင်เนาะဥမာကြီးမကောင်းဘူးဆိုရင်သူကတော့ ဒီကကြာမသိမသိလေးရောစတီမူလန့်အက်စစ်တစ်ဟာမျိုးဆိုရင်လည်းဆရာတို့ကပစ္စကုတဲဟာမျိုးတွေပေါ့တိုင်မကြလို့ဆရာတို့အမဲမတော့သိဘူးပေါ့နော်အေရှီအတွက်အန္တရာယ်ရှိတာပေါ့နောက်ဒီကလေးတွေကိုဝင်ဆောင်နေမကောင်းပေါ့လေခုနပြောအော့စမိုတစ်လက်စစ်တစ်ပေါ့လေနော်ဒီလက်ကျူလို့ခြေကန်တဲ့ဆေးတွေကတော့တော်တော်လေးသူတို့နဲ့ရှင်အန္တရာယ်နေနေကင်းနေတယ်တော်တော်များများတောက်လို့ရတယ် even သူတို့ အဲကိုဝင်စောင်းမှာတော့တောက်လို့ရလို့သူပြောနေတဲ့ဘောပေါ့နော်အနေနဲ့အနေနဲ့နဲ့กินတာပေါ့ဒါဒါလေးရတခုကတော့ဆရာတို့နော်နောက် medication ပါတဲ့ဆေးတွေလည်းတော်တော်များများပေါက်ကြပါတယ်အဲ့ဒါလေးလည်းမစိုးပါလေ M1 ပါညာဆိုလည်းဒီကတော့ osmotic effect ပဲဒါပေမဲ့သူကတိထားမှာဒီ medication ဒီ M1 တွေတော်တော်များပေါက်တာကနည်းနည်းလေးပြဿနာနဲ့အရင်များလာရင်ကြာလာရင်သူကကြောက်ကထိတတ်တယ်ဆိုတာလေးချက်ယူဆိုင်နေကြတာပေါ့လေကြောက်ကမနော်ကြောက်ကရောက်လာတွေပါတိမ်မသိမ့်လေပေါ့ဒါလေးတစ်ချက်လေယူဆိုင်မှာပေါ့နော် ဒီဝင်းချုပ်တာကတော်တော်များများနာရီဖြစ်နေပြီကြာလဲကြာခဲ့ပြီเนาะတော်တော်များများတော့ကိုယ့်အကူပဲဒီခုနဆေးတောင်းမယ်เนาะဘာမှအတော်မကြီးဖြော်ပဲတောင်းတောင်းမယ်တင်းတင်းနဲ့တော့လောက်ကြတာများတယ်ဆိုပါเนาะအဲလောက်ပါအစီပြေပါတယ်အစီပြေเนาะဆရာယူဆတော့ချို့နေရာတွေမှာတော့ဆရာဝင်ပြမယ်เนาะဆရာတို့ rack sign တွေပေါ့လေအနေရှိတယ် lamp sign တွေတော့ရှိတယ်ပေါ့เนาะဘယ်ခါပြရမလဲပေါ့သဘောကเนาะချို့တော့ချို့တော့ချို့နေတာတော့ပူချုပ်လာတယ်ပေါ့เนาะပူချုပ်လာတယ်ပူဆိုးလာတယ်ဒီနေ့ပြောလိုက်ရင်เนาะဒါတိမို့ပါလေကိုတော့ညဥမာဆိုရင်ဒီဆေးလေးကဟို ဆိုကြပါစို့နော်အလက်ဂျူလို့ဆိုဟို30စီစီနဲ့တောက်နေတယ်တဲ6လောက်တောက်နေတယ်တပတ်နှစ်ရက်တော့အဆင်ပြေတယ်အမို့တော့ကမရတော့ဘူး30ရက်နဲ့50စီတော့ရတယ်60စီတော့ပူပူတိုးလာတယ်ပေါ့အဲဒါမျိုးတွေပေါ့နော်ပူပူချုပ်လာတယ်ဆေးပူတောက်လာရတယ်အဒါမျိုးလေးဆိုရင်နည်းနည်းကျူးဆိုင်ပါနော်နှစ်ချက်ဝင်းချုပ်နေမကဘူးသဘောကနော်လေဘာချုပ်သွားတယ်လေဘာမလဲဘူးနော်ဘိုက်ကပါတင်းလာတယ်ပိန်းရှိလာတယ်ဘိုက်နဲ့ပတ်သက်ပြီးတော့နော်ပူပူဆိုးဝါးပြောမယ်ဆိုရင်အလုံးကြိတ်ခဲဆက်လုံးမိနော်အမြန်တာပြေးပြပြီးတော့ ါဒါလည်းပြမယ်အတရားပါเนาะနောက်တစ်ခါဝင်းချုပ်နေမကဘူးเนาะခုနပြောလို့ဝင်းသွားတဲ့ခါမှာခုနဘိုက်ပအောက်လာမဟုတ်ဘူးကြာဆိုးရပါเนาะဆိုးမှာအောက်လာတယ်ဆိုးမှာပိန်းနေရှိလာတယ်ပူရွေးကြည့်တာဝင်းသွားရင်သွေးပါလာတယ်ဒါကြောင့်ပြရမယ်အဲ့ဘောဝင်းသွားရင်သွေးပါလာတယ်เนาะဒါအပြင်ခုနပြောလို့ပါလေဝင်းကငကိုတော့ဝင်းချုပ်တက်တက်ပဲစေးတော့ရင်ကောင်းပါအခုတော့မဟုတ်ဘူးဝင်းသွားလို့မဝဘူးဆိုမှာတက်နေတယ်တခုကြံနေတယ်တခုနော်စို့တယ်ခံစားရတယ်ဗောလေဒါမျိုးလေးတွေဗောလေဒါမျိုးဆိုလည်းပြတဲ့တယ် နော်နောက်ဆုံးအနေနဲ့ကတော့တာမန်ဝင်းချို့တာကြားလိုက်ပြီပဲအခုကျမှအစားအသောက်ပြက်လာတယ်နော်လူကနည်းနည်းပိန်ချုံလာတယ်နော်နောက်သူကနည်းလက္ခဏာတွေပေါ့လေခုနပြောလို့ပါလေလူကနှုံးလာတယ်ခွေလာတယ်ပျော့လာတယ်မိမိသားဖြစ်လာဒါမျိုးတွေပေါ့ new symptom လေးတွေပေါ်လာတယ်နော်ဝင်းချို့တာကြားပြီပဲစိတ်တော်အဆင်ပြေနေအခုမှထူးခြားလေးဒီလိုမျိုးလေးအားနဲ့လက္ခဏာလေးတွေပြလာတယ်ဆိုရင်လည်းပြတင်ပါတယ် ရာအစမှပြောသလိုပဲเนาะဒီ chronic constipation မှာခုနကเนาะ secondary cause ခေါ်တာပေါ့เนาะဟိုအကြောင်းအနေနဲ့ယောဂနဲ့စက်မှုရှိတတ်တယ်ဒါတမျိုးတော့လည်းကောင်းတယ်เนาะတမျိုးကောင်းဆိုဒါသိလိုက်ရင်ဒါကုလိုက်ဒါကောင်းသွားနိုင်တာဟုတ်เนาะခုန primary ဆိုတာဆိုတော့ကုကခက်နေတာလေအုံနောက်လို့လို့အောင်ရောလို့လို့စိုးကြွသွားလို့လို့ဝင်နေကြွသွားလို့ဆိုတော့သူက primary အချက်တွေအကြောင်းပြည့်စုံနေတာเนาะဒု secondary cause တွေသိလိုက်မယ်ဆိုတော့အဲ့ဒါကိုကုရင်ကောင်းတယ်ဒါလည်းဗာရေးကြီးလဲဆိုရင်ဝင်းချုပ်လာပြီဆိုကြပါစို့เนาะ တက်30ရက်40ရက်မှာစချုပ်လာပြီဆိုရင်နှစ်ပတ်သုံးပတ်တလပါလေးဒါတမန်ချုပ်တယ်စေးပါစားကြည့်ပါဦးစချုပ်လာပြီဆိုရင်တော့အဲ့အကြောင်းတရားလေးတွေကိုမတက်တာဘူးဆိုရင်တော့ဆရာဝန်ပြပြတာလဲရှာတဲ့တယ်ဒီအကြောင်းတရားလေးတွေပေါ့နော်ဒီ endocrine hormone ပတ်သက်တာတွေပေါ့ဥပမာဆိုရင်ဆရာတို့သိတာက hypothyroid ပေါ့ thyroid gland အားနည်းနေတယ်နော် thyroid gland အားနည်းနေတယ်ဆိုရင်ဒါညှိအားကြပါတယ်ဒါဆိုဆရာတို့က T2 T4 ပါညာစစ်လိုက်မယ်ဆိုရင်နော်အဲ thyroid အားနည်းနေတယ်ဆိုရင်ဒါဒါဆရာဝန်ပြလိုက်ရင်သမားတွေပြလိုက်မယ်နော် endocrine နော် ြလိုက်မှာဟောမိုးဆရာကနေပြလိုက်မှာဆိုရင်ဒါကောင်းမှမဟာလေးပေါ့တော့လွယ်တော့ပေါ့နော်နောက်တော့ကဆိုရင်စီဂျိုယောဂါတွေပြင်းထန်လာမျိုးဆိုရင်လေဒီကောင်ကအဲညူရိုပသီနဲ့ဗာနဲ့ကျတော့နော်ဆိုဝင်ချုပ်တာနွယ်တတ်တာပေါ့သဘောကတော့ဟော်မိုးနဲ့ပတ်သက်တာနံပါတ်၁ချပေါ့လေအဲ့တော့နံပါတ်၄ကအရေးလေးကြီးတာပါလေသဘောကတော့နော်အဖြစ်နေတဲ့ဆိုပေမဲ့တော့ကင်ဆာပေါ့ဥမာကြီးကင်ဆာကိုခေါင်းထဲမှာထည့်ထားပေးရမယ်နော်ဥမာကြီးကင်ဆာဥမာကြီးယောဂါပေါ့ဥမာကြီးကျင့်တဲ့ယောဂါဥကျင့်တဲ့ယောဂါတွေပေါ့နော်နေတဲ့ဆိုပေမဲ့ဒါလေးဖြစ်တတ်တာပေါ့နော်ဘာမှနိုင်မှာဆိုတော့ TV လို့ဘာလို့နော် ဥကျင်းတဲ့ယောဂါတွေဥမိုက်ကင်ဆာတွေဒါမျိုးတွေဆိုရင်လည်းအဲဆိုဝင်းချုပ်တာလားဒါပြတတ်တယ်သဘောပါနော်ချို့တွေကမြန်မြန်ပြပြီးချို့ကြတော့၄၅၆လောက်ဖြည်းဖြည်းမှပြရမျိုးရှိတယ်ဆိုတော့နံပါတ်3အရေးကြီးတယ်မှာဘာပါသေးလဲဆိုရင်ကျွန်တော်တို့ကဒီဆိုးဘိုင်းပေါ့ဆိုးဘိုင်းရဲ့ယောဂါဘိုင်းမှာဆရာရှိနေတယ်ဆိုရင်လည်းဝင်းချုပ်တတ်တယ်ဒါလည်းခွဲစစ်ကုသလိုက်လွဲတာဟာလေးတော့ဥမာပေးလိုက်မယ်ဆိုးကွဲနေတယ် inefficient ပေါ့ဆိုးကွဲနေတယ်နော်ဒါမို့လို့ဦးရင်တော့လေကောင်းလိုက်လေကောင်းအကြီးကြီးဖြစ်တာတက်ဒီဂရီပိုင်းပါတော့နော်သုံးလုံးလောက်ဖြစ်သားတယ် အရင်တော့ခွဲစိတ်ထားဖို့ရယ်ဆိုလည်းကျင့်ကျင်းသွားမယ်နော်မခွဲဘဲနဲ့သူ့အောင်ကျင်းတာလည်းရှိတတ်တယ်ဒါမျိုးတွေပေါ့အဲ့ဒါမျိုးတွေဆိုရင်တော့ဆရာတို့တိလိုက်မယ်ဆိုရင်ခွဲစိတ်ကုသလိုက်ရင်ဒါဒါတစ်ပတ်နှစ်ပတ်မှာကောင်းမှာဟာမျိုးတွေပေါ့လေအဲ့ဒါကိုမကူပဲထားလိုက်မယ်ဆိုရင်အောက်ကအောက်ကပိတ်နေမှာတော့ဘောကပဲသွားလို့ရအောင်မလဲတော့ပါနော်အဲ့ဒါမျိုးဒါလွယ်တဲ့လွယ်လေးလေးနဲ့သိနိုင်တဲ့အကြောင်းတရားလေးတွေပေါ့ဒါဆက်သလိုက်ရင်သိပါပဲနော်နံပါတ်၄ကတော့တော်တော်ပိုတော့များမလို့ဆရာစင်မှာထင်တယ် secondary course နဲ့ဆေးတွေဗျနော်ကျွန်တော်တောက်နေတဲ့ဆေးတော်တော်များဆေးတွေကဒါတာရှိဘူးကျွန်တော်ဖြစ်စီတဲ့ခါကျရင်နော် အများကြီးပဲစီးရတာဥပမာဆိုရင်ဆေးရောဂါနဲ့ပတ်သက်တဲ့စီးတွေတချို့တွေးကြစီးတွေနော်နော်အများကြီးတို့တချို့အစာရင်တွေလေစီးတွေပါတော့ပါတယ် especially aluminum ပေါ့ aluminum ပါတဲ့စီးတွေဆိုရင်နည်းနည်းလေးဝင်ရှုပ်တတ်တာပေါ့နော်အဲ့လိုမျိုးတွေတချို့ vitamin တွေလူတိများရဆိုရင်ကျွန်တော် ferrous sulfate ပေါ့လေနော်တန်တက်ပေါ့တာမျိုးတွေပေါ့နော်ဆိုတော့ဘာစီးဖြစ်ဖြစ် maybe နော်အင်္ဂလိပ်စေပမာစီးပေါ့နော်ဆွဲစားတဲ့စီးတစ်ခုကဆွဲစားနေမိပြီဆိုရင်ဝင်ချုပ်နေဒီစေးကြောက်လားဆိုတာတန်လျာရှိတင်တာပေါ့တော့ပေါ့ ဟုတ်ပြီအကြံပြုကျင်တာကခုနပြောတဲ့အားလုံးကတော့ဝင်းချုပ်ပြီဆိုရင်နံပါတ်1ကတော့တမန်အနေနဲ့နော်ဒီ chronic constipation ပေါ့နောက်ထပ်ရွှေ့သွားပြီဆိုရင်တုံတန်ကိုယ့်ဘဝကိုအစားအသောက်နဲ့ကိုယ့်ရဲ့ diet နဲ့နော်အဲခုနပြောလို့နေထိုင်မှုပုံစံနဲ့ပဲပြုပြင်လို့ရပါတယ်လိုအပ်ရင်လည်းခုနပြောလို့စီးလေးတောက်လို့ရပါတယ်ခုနပြောလို့နော်ဆရာတို့ဒီ legulu base ဆိုနော်ဒီ magnesium base တောက်လို့ရတယ်နော်အကျန်တဲ့ချာလေးလေးဆရာတို့ stimulant လေးတစ်ခါတစ်ခါလေးတောက်လို့ရတယ်နော်တောက်ပါရပါတယ်သို့တော်လည်းပဲ ဆရာဝင်ပြတဲ့မဲ့အနေထားမျိုးဆိုရင်လည်းပြဖို့မမေ့ပါနဲ့နော်နောက်ကပဲလေ secondary code တွေရှိတယ်သူကဖြစ်နေတဲ့အကြောင်းတရားလေးတွေရှိနေမယ်ဆိုအဲ့ဒါလေးရှာလို့ကုလို့ရမယ်ဆိုရင်လည်းကုသနာမျိုးဆိုရင်လာပြလိုက်ပါအဲ့ဆိုရင်ဟိုဘာပြောကောင်းသားနိုင်တာရှိတာပေါ့ဟုတ်ပါတယ်နော်အဓိကချက်ကတော့ခုနပြောတဲ့ lifestyle နဲ့စားသောက်နဲ့ဟိုအဓိကတော့ OTP ထားပေးရမယ်နောက်ဆုံးချက်နေနဲ့ပြောရမယ်ဆိုရင်တော့ဒါကဆရာပရမစခဲ့သလိုပဲဝင်းချုပ်ရင်ဆောင်းအမိုင်ဆောင်းအမိုင်လောအမိုင်ပြောရသလိုပဲဝေးမချုပ်ခင်တည်းကနော် ူးသဖြင့်ဒီကလေးတွေတွေငယ်စဉ်ကလေးကလူလက်ပိုင်းတွေတွေအဒေါ်လဆန်လောက်တည်းကခုနပြောတဲ့ lifestyle နဲ့နော်ဒီအိမ်နာသွားတဲ့ပုံစံလေးစတင်မိခဲ့မယ်ဆိုရင်နော်နောက်အသက်ကြီးတဲ့ခါမှာလည်းဒီဝင်းချိုးတဲ့ပြဿနာကိုကြိုတင်ကာဝယ်နိုင်မယ်ဆိုတာလေးလေးပြောကြတဲ့ဆရာဆရာနောက်ဆုံးနဲ့မှာကြားချင်ပါတယ်